ချဲလက်ရဒီယာဒီဥရောပရဲ့အကောင်းဆုံးနောက်ခံလူဖြစ်နေပြီးရာမော့စ်ဟီယာနင်းနေတဲ့မယူကျဲဝင်းဟာအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇော်အနေနဲ့တင်ဆက်နေပါတယ်မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းနာမည်ကြီးထိပ်တန်းကစားသမားတွေကိုဝယ်ယူခဲ့တာဆယ်ယောက်မကပါဘူးဒါပေမဲ့စူပါကစားသမားအများစုကအင်တာတက်ကိုရောက်လာတာနဲ့ချက်ချင်းခြေစွမ်းကြဆင်းသွားကြပြီးတော့တနည်းနည်းနဲ့အတွင်းမှာအိုးထပ်ဖို့ကိုစွန့်ခွာသွားရတာတွေပဲများနေခဲ့ပါတယ်တစ်ဖက်မှာ United ကိုရှင်းခေါ်သွားကြတဲ့ကစားသမားတွေကတော့အသင်းအစ်တီမှာအောင်မြင်နေကြတာတွေ့ရပါတယ် လောလောလတ်လတ် Refo Onana Domine Digia တို့ကဒါကိုသက်တည်ပြထားကြပါတယ်အခုနောက်ဆုံး Real Madrid ကိုပြောင်းရွှေ့သွားကြတဲ့နောက်ခံလူ Evaro Fernandez ကလည်းမိထားခဲ့လို့မရပါဘူး Eric Ten Hag ထက်မှာတော့ဘလို့ကမှအခွင့်အရေးမရခဲ့လို့ပင်ဖီကာအသင်းမှာငားသွားကစားခဲ့ရတဲ့ Fernandez ကအခုဆိုတော့ Real Madrid အသင်းမှာခြေစွမ်းပြနေပြီဖြစ်ပါတယ် Fernandez ကလက်ရှိဥရောပဒေသလီဂ်၅ခုရဲ့အစွန်နောက်ခံလူတွေထဲမှာအကောင်းဆုံးလို့တောင်မှပြောနိုင်ပါတယ်ညတဲ့ကမ်ဘီတွဲကစားမှာကဒီအာဒီမှာဥရောပဒေသလီဂ်၅ခုကအစွန်နောက်ခံလူတွေထဲမှာ ဘောလုံးထိကျက်ဘောလုံးပြတ်တောက်မှုအတူပေးပုံးမှုဖိုင်နယ်တက်ထဲမှာပေးပုံးမှုအများဆုံးပြုလုပ်ထားသူဖြစ်ပါတယ်။ဒါ့အပြင်မနေ့ညတော့ကစားကလေး Levante နဲ့ပွဲစဉ်မှာဆိုရင်ဘောလုံးပိုင်ဆိုင်မှု16ကြိမ်တိုင်တိုင်အနိုင်ရရှိခဲ့ပြီးတော့ဒါက2019 Sergio Ramos နောက်ပိုင်းပထမဆုံး Real Madrid နောက်ခံလူဖြစ်ပါတယ်။နောက်ပြီးတော့နောက်ဆုံး3ပွဲဆက် Fernandez ကိုဘယ်သူကမှတဝချင်းဖြတ်ကျော်နိုင်စွမ်းမရှိခဲ့ပါဘူး။နေညကပွဲစဉ်မှာ Real Madrid ရဲ့ဒုတိယဂိုးဖြစ်လာစေဖို့နောက်တန်းကနေ Vinicius ပေးပို့ခဲ့တဲ့ Fernandez ရဲ့ pass ကအမကန်းကိုတည်တက်လာပါပြီ။